ဒီနေ့နေ့လေးပိုင်းမှာဒီဗီဒီယိုဖိုင်လေးနှစ်ဖိုင်ကတော်တော်လေး live ပေါ်မှာပြန့်နှံ့နေပြီးတော့မှအရင်လည်း hit ဖြစ်နေတဲ့ဗီဒီယိုနှစ်ဖိုင်လို့လည်းပြောလို့ရပါတယ်။ဘာကြောင့် hit ဖြစ်နေရလဲဆိုရင်မကြိုင်ချင်းမှာကျွန်တော်ကြီးရှုနေကြတဲ့ viewer တွေသိရှိရမှာဖြစ်ပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အတူတူကြည့်မယ်။ပြီးမှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပြပါမယ်။ဆိုတော့ကြည့်လိုက်အောင်။မမသိဘူး။အော်တော်တော်ကတရားကြီးခုနကအရင်ငါ့ဘာယူလာတာလေတည့်ရတီးလေးတုံလုံးတောင်းတာ။ဒီတည့်ရတီးကဒီကိစ္စရည်ပြီးပါလို့အမလေးတော့ဘာမှမလုပ်ဘူးသူများလုံးကထိုင်ကြတဲ့ကောင်ငယ်ကြီးမောင်လေးဒါဒါပါဒါပါလို့အမလေးကတည်းကကို

တော့ပေါ့။အော်ဟုတ်တယ်တော့ပေါ့။အမလေးကငါဒီစီကကောင်။ခဏထွက်မှာလားမထွက်ဘူးကွာ။ပြောကုန်ပါပြီတော့။ဟုတ်ပြီ။ထွက်မှာလားမထွက်ဘူးကွာလို့။နော်။အမနေအမအမနေလိုက်အမနေလိုက်။နေရမှာ။နေလိုက်အမနေလိုက်။အမလေးတော့။ခဏကြီးသား။ ချီရတဲ့ကိုအိမ်မှာဘာမှမရှိလို့ရှားခွေထွက်ရလေကျွန်တော်အမကောင်းကြောင်းနဲ့လိုက်ပြောနေတယ်တနေ့အမေမရှက်ဘူးလားအမေတို့ပြောမှာတော့ရှက်တယ်ဗျာအမလေးရဲ့ကိုသားသမီးမကောင်းကြောင်းပဲငါကဘာလို့လိုက်ပြောမှာအိမ်မှာဘာတစ်စိချင်းစံတစ်စိချင်းရှိတာ ဟဲ့အဲ့ကြောင့်မအိတ်ချတာလေနေပါချတော့ဘာချတော့လို့စောက်တင်းတွေတိုက်ပြောနေတာစောက်တင်းတွေတိုက်ပြောနေတာမလေးမပြောပါဘူးဟဲ့ခမဲစောက်ကျွန်တော်စောက်တင်းတွေတိုက်ပြောနေတာခမောင်းအင်းသွားမေးကြည့်ပါအနှံ့နော်မပြောပါဘူးခမောင်းအဲ့လိုချက်ချက်လုပ်တော့ခမောင်းအဲ့လိုချက်ချက်ခမောင်းခမောင်းစိတ်ခတ်တပ်လိုက်မယ်နော်မမလေးသွားမေးပါဟဲ့ငါကပြောလို့ပြောမှာတော့လေမင်းကြီးကတိုက်ပြင်းရောက်ခဲ့ကြည့်တော့ကျော်မငုံနဲ့ခမောင်းပြောနေငိုဖို့ပဲကြည့်ပဲငုံနဲ့ပြောနေငိုဖို့ကြည့်ပဲအမှန်ကြီးတယ် အိမ်ပြန်လာတယ်ပြဿနာရှာတာပဲပြဿနာရှာမဟုတ်လေနေပါဦးခင်ဗျကျွန်တော်မကောင်းကျွန်းနေဘာလို့လိုက်ပြောနေရအပြောပါဘူးလို့ပြောဘလို့ကပြောမှာကောင်းမရှိနေနေတဲ့ကြာနော်မှတ်နေနဲ့မလေးရဲ့အိမ်ကနေနေနဲ့မလေးနဲ့လို့ပြောတာကဘာမနေနဲ့နော်အမေအမေမနေနဲ့လို့ပြောတာဘာမလေးမလို့ကနေနဲ့တိုင်းအမေအမေကြီးရေးကြီးလို့ကြာတယ်မဟုတ်တော့ခင်ဗျားတော့အေးဟောဘာလို့ကနေနဲ့တိုင်းတော့မလေးဒီမမနေနဲ့လို့ခင်ဗျားတို့ပြောတော့ကြားပြလိုက်မယ်တော့အေးအမေအခုတော့ခင်ဗျားခင်ဗျားမြင်တော့မမြင်ဘူးမဟုတ်တော့ ခုမနေနဲ့ဘာလို့ရနေချာအေးဒီပကမှန်းနဲ့ကလေးအဲမိုးယူခဏမိပါအောင်ကြာလို့ရေနော်မင်းခင်ဗျာဗဇက်ပိတ်တာနော်ခင်ဗျာဗဇက်ပိတ်တာအေးစီထွက်နော်ခင်ဗျာအေးစီထွက်ငါပြောထားတာနော်ဒီရင်မလိုက်ပြီးရောတန်းကြိုက်တဲ့နေရာမှာသိအမေမွေးလို့လောင်သားသမားကြီးဖဲသမားကြီးရသမားကြီးဖြစ်တာ အမေပိုက်တဲ့ဝင်သားလို့အမေပိုက်တဲ့ဝင်သားပဲနဲ့မောင်ကိတ်လို့ဇွဲထက်တို့ စိတ်တိုင်းနဲ့ရွှေတိုင်းနဲ့တထဲနဲ့ပိုက်ဆက်ဝင်တိုင်းကြောက်ကဒီလိုလောင်းသမားဘွားမရောက်ဘူး။သူရောကောင်းနေရအဲ့ဒီပိုက်ဆက်ဝင်စားတာ။နင်ကလူယုံမှာမို့လို့ဒီအလောင်းကစားတဲ့ရောက်တာ။ဟာလူယုံမှာအမဲပိုက်ဆက်ဝင်သားလို့စင်းရဲတာ။သူများပိုက်ဆက်ဝင်တိုင်းချမ်းလာမှာ။အေးဒီလိုနေရတာတော့မှကျေးဇူးတင်ဟုတ်။ဘယ်လိုတရားမှာဘယ်လိုတရားမှာမအေးမွေးလို့ဒီရိတ်ဝါသနဲ့ ที่ที่นี่นี่อะไรมาหาบุมาหาบุมาหาเล่นแบบนี้อะไรเอาเตะจูการเตะจูการแกเนี่ยทำอยู่หรอเชี่ยชาวเราสงสารมาสงสารมาเป็นสงสารเราไม่ให้ข้อสารมาข้อข้อสารมาเนี่ยก็ยานเรามาเร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 ามาเป็นทำเป็นหรอป้ามันงามมันสิบุงาเอี่ยอะไรมา ရတဲ့နဲနံဝင်ထားတိုင်းပြင်းပြင်းပြီးလာဦးသားတွေပြင်းထုတ်လို့နတ်တော့ကိုလည်းဝမ်းမယ်နင်းလို့မမိုက်ဘူးမိုက်ကိုမိုက်ရမှာလူဆိုတာမိုက်ကိုမိုက်ရမှာဘာလို့လက်ကပါ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 အဲ့ဒါမလုံးနဲ့မွေးထားတဲ့ဆိုနိုင်နိုင်စီနိုင်နိုင်ချင်းနဲ့မဲဆိုပြီးတော့လက်မလုံးအောင်နေရမှာအဲ့ဆိုဘူးနေရမှာလည်းမဟုတ်ဘူးမတရားတစ်ပြက်မလုံးနဲ့မိဘဆိုပြီးနိုင်ချင်းမွေးထားပြီးတော့မတရားနှုတ် သားမင်းကြီးကြည်မနေပါနဲ့သားသမီးကိုလုံနေမတရားသဖြင့်မာဒလာ2500ခကြည်ပါသားသာသနာကေမောစောကံအလောင်းကလောင်းနဲ့ပဲအဲ့ပါပဲတော့ကြည့်ရပြစ်ကပလဲစေကျေနပ်တဲ့အဘီယောဘီယောပါရိုက်ချက်ခွေရောက်သွားတိုင်းမှာမိဘဆိုပြီးတော့နိုင်နိုင်ချင်းနေလောက်တာနှိမ့်ဆက်ညှိမှန်းမှုကိုဒီလက်ရစော်ကားတာလူရမရှိဘူးသွားတိုင်းမှာ 他做算的？不说的，你要知道，老板抓大嘛，抓大嘛，兄弟还要抓大嘛。抓大，抓大，大嘛，大嘛。上面来嘛，人人家泄露，他妈你呢，走嘛吧的，拿胸的，去。走的，回家了，走回了，你也不是乌大嘛，大嘛。他妈不说呢，想抓大嘛，抓大嘛。你也不是乌大嘛，尾巴皮皮奶奶些你怕来的。 ရှိတယ်တတ်တယ်ရှိတယ်တတ်တယ်ရှိရင်တတ်တယ်တိုင်ဆိုင်တယ်ဆိုင်ပါတရားစွာပါတရားစွာပါအလောင်းကစားတွေလုံးလုံးဆိုင်မထမ်းပါတော့သူ့ကိုကျုပ်ကအုံးမရယ်ဥပဒေအများဘူးခွင့်မလုပ်ဘူးတိုင်းတိုင်းစီနေလုံးတီးတဲ့တရားဥပဒေမှာမတိတော့ဆိုတော့တော့လုံးလုံးများဘူးမတရားစွာပါလို့ရမရှိထောင်ချပြပါတော့တိုင်းပါတိုင်းပါသူ့တော့တိုင်းပါ No way. Timer. Timer. လို့ရမရှိဘူးတိုင်းပါတရားစွဲပါသွားတိုင်းပါ okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲရှေ့ရဗီဒီယိုကတော့ပြောမယ်ဆိုရင်အဲတာဆိုတာမိုက်ပုံစံကျွန်တော်တို့မြင်တွေ့ရတယ်နောက်ကဗီဒီယိုကကြတော့သမီးဆိုသမီးမိုက်ပုံစံမျိုးကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒီဗီဒီယိုနှစ်ပုံစံလုံးကဒီနေ့လေခင်ဗျာတော်တော်လေးကိုဖြစ်အဖြစ်ဆုံး ဒါ video တွေလို့တော့ပြောလို့ရပါတယ်เนาะ live ပေါ်မှာတော်တော်လေးကိုကျွန်တော် YouTube တွေ TikTok တွေမှာ Facebook တွေမှာတော့တွေ့နေရတဲ့ video လေးနှစ်ပုတ်ဖြစ်ပါတယ်ဆိုတော့ဒီ video နှစ်ပုတ်ကိုကျွန်တော်ရုတ်တရက်မြင်လိုက်တဲ့အချိန်မှာတက်ကြီးရွယ်ဦးတွေအဲပြီးကလေးတငယ်တွေပေါ့เนาะဒီလိုကလေးတငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေဆိုရင်ရုတ်တရက်ကြီးလိုက်တဲ့အခါမှာဒါပညာပေးအနေနဲ့ ဒေါ်ဒန်သိဖို့ခက်ခဲပါတယ်ဒေါ်ဒန်သိဖို့ခက်ခဲပါတယ်အဲကျွန်တော်တို့လိုဒီ social platform ပေါ်မှာအလုံးလုံးနေတဲ့သူတွေအဲပြီးတော့ဒီလိုမျိုး social platform တွေပေါ်မှာတရင်ကြကြသုံးနေတဲ့သူတွေအတွက်ကကျွန်တော်ကြည့်လိုက်တာနဲ့ဒါကပြောမယ်ဆိုရင်ရိုက်ကူးထားတဲ့ video လားအဲသို့မဟုတ်ကျွန်တော်တို့တကယ်ဖြစ်နေတဲ့ဟာလားဆိုတာကိုဘာဖြစ်ဖြစ်နားလည်တယ်အဲ့တော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ဒီ video final files လုံးကိုကျွန်တော်တို့ကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာ အဲဒီ video file ကိုတင်တဲ့သူတွေပေါ့နော်တင်တဲ့ owner တွေအနေနဲ့ကဘလို့ရည်ရွယ်ချက်နဲ့တင်တာလဲဆိုရင်တော့အရှိကဒါကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အမျိုးသားရဲ့ video file မှာဆိုရင်တော့အဲ့ဒီအမျိုးသားနဲ့အဲအဲ့ဒီ ND နဲ့ပေါ့နော်အဲ့ဒီအဖားနဲ့ပေါ့ဆိုတော့ပြန်ပြီးတော့ရှင်းထားတယ်ပြန်ပြီးတော့ရှင်းထားတယ်ပြောမယ်ဆိုရင်တော့ဘုသူတအနေနဲ့ရိုက်ကူးတင်ပြထားတာဆိုပြီးတော့အဖားနဲ့အဲ့ဒီဒီအမျိုးသားနဲ့ရှင်းပြထားတာလေးတော့ကျွန်တော်တွေ့တယ်နောက်တစ်ခုကကြတော့ဒီ video file ပေါ့နော်အမျိုးသမီး video file ကတော့ကျွန်တော်ဒီ လက်ရှိ DPU file ထဲမှာမြင်တွေ့ရတဲ့အစိပ်ပိုင်းလောက်ပဲကျွန်တော်လည်း line ပေါ်မှာတွေ့ရဖြစ်တဲ့အတွက်အဲဖြည့်ရှင်းထားလားမရှင်းထားလားတော့လည်းကျွန်တော်မသိသို့တော်လည်းပဲဒါလည်းသိကြပါဗျာအဲသူ့အနေနဲ့ဒါပြောမယ်ဆိုရင်သူ့ရဲ့ဒါဆိုလိုတဲ့သဘောတရားတော့ knowledge sharing လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ဟာတာဖြစ်မယ်ထင်ပြီးတော့ရိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘလို့ရည်ရဲချက်နဲ့ပဲရိုက်ရိုက်ဟာတာအနေနဲ့ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တလုံးမှမရှိလိုက်ရဘူးเนาะအဲ knowledge sharing အနေနဲ့ရိုက်မယ်ဆိုရင်တော့လည်းနှစ်ပုတ်စလုံးကျွန်တော်ပြောပြောတာเนาะတပုတ်တည်းကိုပြောတာမဟုတ်တော့ နောက်ပုံစံလုံးကျွန်တော်ပြောတာ knowledge sharing အနေနဲ့ကျွန်တော်တို့ကဒီလိုမျိုးဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့အနောက်မှာကျွန်တော်တို့ကကျွန်တော်ရုပ်ရှင်ကားတွေတည်းရလိုမျိုးပဲအဖြီတလိုင်းတော့ကျွန်တော်ပြန်ပါတဲ့အဖြီတလိုင်းဆိုတာတခြားတော့မဟုတ်ဘူးပေါ့နော်အဲဘာလဲဆိုတော့ဒီလိုမျိုးမိဘကိုကျွန်တော်တို့ကမယုံမသိဆက်ဆံနေမယုံမသိလုပ်တယ်ဆိုရင်ဘာခံရပါလဲဆိုတာကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့တင်ပြဖို့လိုတယ်ရုပ်ရှင်ကားတွေမှာဆိုလည်းဒီလိုပဲလူစိုးလူမိုက်ကအဆုံးသက်မှာတော့ရေဖန်းခံတရားဥပဒေကိုကျော်လွန်လို့မရအောင်ဆိုတဲ့ပုံစံမျိုးတင်ပြကြတယ် ဒီလိုပဲဒီလိုဗီဒီယိုတွေရိုက်ကူးမယ်ဆိုရင်လဲမေအေမိဘတွေပုံမှာဒီလိုမျိုးနေကျူးလွန်နေဆိုရင်ကျွန်တော်အနေနဲ့ဘာပြန်ရရတယ်ဆိုတော့ရလက်တစ်ခုပေါ့နော်မကောင်းတဲ့ရလက်တစ်ခုကိုကျွန်တော်တို့အနေနဲ့ချပြပေးဖို့လိုတယ်ဒါမှသာလေကြီးရှုတဲ့သူတွေအနေနဲ့ငါတို့ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတာကိုသူတို့နားလေသွားမှာအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီလိုမျိုးရိုင်းဆိုင်တာကြီးပဲကျွန်တော်တို့ကရိုက်ပြပြီးတော့ပြီးသွားမယ်ဆိုရင်တော့ဒါပြောမယ်ဆိုရင်ကျွန်တော်တို့ပေးချင်တဲ့ message ကိုဘယ်တော့မှရမှာမဟုတ်ဘူးပေးချင်တဲ့ message ကိုရောက်မှာမဟုတ်တဲ့အပြင် ကျွန်တော်တို့ social side effect တွေတော့ရသွားနိုင်တယ်။ဒါကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့ကလေးလေးတွေကလက်ရှိအချိန်မှာသူတို့ရဲ့လက်ထက်မှာဖုန်းကြီးကင်ထားကြတယ်။မိမိပါတွေကလည်းအကြောင်းမျိုးစုံကြောင့်ဖုန်းကြီးကိုပြီးသုံးကြတယ်။အဲ့လိုပြီးသုံးထားတဲ့အချိန်ဒီမျိုးမှာကလေးတွေအနေနဲ့ဒီလိုဗီဒီယိုဖိုင်တွေကိုမြင်တွေ့သွားတဲ့အချိန်ဟာပြောမယ်ဆိုရင်သူတို့စိတ်ထဲမှာထင်မိထင်ရယူခြင်းရာကိုသူတို့ယူသွားနိုင်တယ်။ ကောင်းတဲ့ဘက်ကိုယူသွားတာဖြစ်ဖို့ထက်ဆိုးတဲ့ဘက်ကိုယူသွားတာဖြစ်ဖို့ကများတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကုနာကပြောခဲ့သလိုပဲဒီလိုမျိုးမကောင်းတဲ့အရာတွေကိုကျူးလွန်ရင်ဘာပြန်ခံရပါလဲဆိုတဲ့ message ကိုနောက်မှထည့်ကိုထည့်ပေးရမယ်။ရိုက်ကူးပြသမယ်ဆိုလဲပါဝင်အောင်ရိုက်ကူးပြသဖို့လိုတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကရိုင်းဆိုင်တဲ့အပြုတ်မှုတွေကြီးပဲရိုက်ပြီးတော့ပြီးသွားလို့မရအောင်ပြီးသွားတယ်ဆိုရင်ကလေးတွေကဒီလိုဗီဒီယိုဖိုင်တွေကိုမြင်တွေ့တဲ့အခါမှာအဲ့သူတို့ရဲ့စိတ်ထဲမှာပြောမယ်ဆိုရင်ကျွန်တော်တို့ကောင်းတဲ့ positive တင်ကင်းပိုင်းကိုတွေးဖို့ဟာသူတို့ရဲ့အုံနောက်မှတ်ဉာဏ်နဲ့ဘလို့မှမဖြစ်နိုင်သေးဘူး။အမေမိဘဘေးကနေဒီဗီဒီယိုကြည့်ပြီးတော့တားရီဒီလိုတော့လုံးလို့မရအောင်ဒီလိုလုံးရင်တော့ဘာတွေဆက်ဖြစ်နိုင်ပါလဲဆိုတာမျိုးပြောပြနေရင်တော့ပြဿနာမရှိဘူး။အဲအဲ့လိုမှမဟုတ်ဘဲနဲ့ဒီတိုင်းပဲကလေးတွေက ီလိုဗီဒီယိုတွေကိုအဆုံးအစမရှိဘဲနဲ့ကျွန်တော်တို့ဒီလိုမျိုးတင်ပြမှုကိုပဲကျွန်တော်တို့မြင်လိုက်ရမယ်ဆိုရင်တော့အချိန်လေးတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်နားလည်မှုအပိုင်းမှာเนาะဆိုတော့ကျွန်တော်ဒီလိုပြောလို့လက်ရှိဒီဗီဒီယိုတွေကိုတင်ဆက်တဲ့သူတွေကိုအပြစ်ပြောနေတာမဟုတ်ဒီဗီဒီယိုဖိုင်ရဲ့အဓိကလိုအပ်ချက်ကိုကျွန်တော်ထောက်ပြပေးနေတာပါအကြံပြုနေတာဖြစ်ပါတယ်ဆိုတော့နားလည်မှုလည်းမလွဲသွားစေချင်ပါဘူး။ Okay ဆိုတော့ဒီဗီဒီယိုလည်းတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဗာမျက်မှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းနဲ့ရှင်ကုန်းမမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ဖြူတော်ဒူးရောက်ရှိစဉ်အလေးနဲ့အထူးပဲကျေးဇူးတင်ပါ ါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါမယ်ဗျ see you next video